ဒီမိုကရေစီအပြည့်အဝမရသေးတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်ဘာလို့လို့သတိထားလို့ကြဖို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကနိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုသတိပေးစကားပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ကိုစရာချမ်းကြီးကပေးပို့ထားပါတယ်ခင်ဗျာမြန်မာဒီမိုကရေစီဖွဲ့ချုပ်ဟာရွေးကောက်ပွဲမှာပြည်ဝနိုင်ရခဲ့တာဆိုပေမဲ့လွတ်တော်အတွင်းတက်မတော်သားတွေကိုနေရာပေးထားရတဲ့အတွက်ဒီမိုကရေစီပြည်ဝရတဲ့အခြေအနေမဟုတ်ဘူးလို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကသတိပေးစကားပြောဆိုလိုက်တာပါ နိုင်ငံရေးကျင်းသားဟောင်းနေတာမကမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုအကူတိုင်းလုပ်ငန်းတွေကိုသတိထားလုပ်ကိုင်နေရတယ်လို့လဲဇူလိုင်9ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်တဲ့နိုင်ငံရေးကျင်းသားဟောင်းနေအတွက်အလုပ်ကိုင်ဖန်တီးပေးရရက်ဘက်အဖွဲ့အစည်းနဲ့မီဒီယာစီမံကိန်းအလုံးအုံဆွေးနွေးပွဲမှာဝန်ကြီးချုပ်ကပြောဆိုခဲ့တာဖြစ်ပါတယ်အခုဒီမိုကရေစီရနေပြီလို့ဟောထင်နေနိုင်ပါဒီမိုကရေစီရဖို့ကြိုးပမ်းနေရတဲ့ကာလမှာပဲရှိပါသေးတယ် အယက်သားအုပ်ချုပ်ရေးစနစ်တက်လာပေမဲ့အယက်ဖက်စစ်ဖက်ဆက်ဆံရေးဆိုတာဒီမိုကရေစီခေတ်မှာမရှိပါဘူး။အယက်သားအုပ်ချုပ်ရေးစနစ်ကအောက်မှာပဲစစ်ဖက်ဆိုတာရှိရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကာဝေးဦးစီးချုပ်ဆိုတာကျွန်တော်တို့ပရိုတိုကောအရဆိုညွှန်ကြားရေးအုပ်ချုပ်ခေတ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ relation ဆက်ဆံနေရတဲ့အဥ္စာကနိုင်ငံအကြီးအကဲ level တစ်ခုတည်းကိုထက်ဆက်ဆံပြီးဒါဒီမိုကရေစီမဟုတ်ပါဘူး။ဒါကြောင့်မို့ကျွန်တော်တို့ကဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုဆောင်ရွက်နေတဲ့ကာလတစ်ခုအတွင်းမှာ ကျွန်တော်တို့ရဲ့ဒီမိုကရေစီလိုလားသူတွေအားလုံးကြောင့်မှတူညီတဲ့ဆောင်ရွက်မှုတွေတူညီတဲ့ခြေလှမ်းတွေရှိနိုင်ဖို့ကျွန်တော်တို့လိုအပ်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်မြန်မာနိုင်ငံမှာအရင်စစ်ဆိုးရွားတွေလက်ထက်ကဖန်တီးအကျဉ်းချခဲ့တဲ့နိုင်ငံရေးအကျဉ်းသားပေါင်းများစွာရှိခဲ့ပြီးသူတို့ထောင်ကပြန်လွတ်တဲ့အခါမှာအလုတ်ကန်ခွင့်ရေးဆုံးရှုံးရုံနဲ့မဟုတ်ပဲစာဝန်ကြီးရဲ့အခက်အခဲတွေကိုပါကြုံတွေ့နေရပါတယ်။အဲ့ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ USA နဲ့ FHN 360အဖွဲ့တို့ပူးပေါင်းပြီးအလောက်ကန်ဖန်တီးပေးအရက်ဘတ်အဖွဲ့စီနှင့်မီဒီယာစီမံကိန်းအလုံးစုံတွေဘက်ကိုပထမဆုံးချိန်ကျင်းပတာဖြစ်ပါတယ်။အတွေ့အကြုံပါဗျာ။တစ်ဖက်ကကြတော့ဒီကျွန်တော်ရွေးချယ်ထားတဲ့ပုံစံတွေကဒီဒေနငေးစီးပွားရေးအပြင်ကိုရောက်သလိုဖြစ်နေကြတာပေါ့။သူတို့ရဲ့အားနည်းချက်တွေချိုးတက်မှုတွေကသူတို့ကသူတို့ဘေးရောက်သလိုဖြစ်နေကြတာ။အာကျွန်တော်တို့ကသူတို့ဒီစီးပွားရေးကိုပြန်ဆင်းလိုက်တာ။နိုင်ငံကျန်တဲ့ဟောင်းအများစုကအပွင့်လန့်ပြောလို့ရှိရင်ကျွန်တော်တို့ အဆင်မပြေဘူးဗျာအဆင်မပြေဘူးဆိုတာတို့ကဟိုအဆင်မပြေတော့ဘက်ဆုံအဆင်မပြေတာတွေ့ရတယ်ဥပမာတို့နှစ်ရှစ်ထောင်နေကြာပြီးတော့ဟိုပညာရေးပြန်ပြီးတော့တက်ခွင့်ရဖို့ကလည်းဟိုအသက်ရွယ်ရအောင်ပါဘောအချိန်နှောင်းသွားပြီမရှိဘူးနောက်အလုပ်ကင်ကြတဲ့ခါကျတော့လည်းနေကျင်းသားဟောင်းနေဆိုပြီးတော့ဟလာနှစ်ပေါင်းများစွာဟိုကျွန်တော်တို့အလုပ်ကင်ရင်းရင်းပယ်ခံနေရတယ်ဟောအလုပ်ကင်ကျွန်တော်တို့အဆင်မပြေဘူးအဲ့တော့ဘာဖြစ်လဲဆိုသူတို့ရဲ့ဒီရက်ဒီစီးပွားရေးကိစ္စတွေကပါအဆင်မပြေဘူးပေါ့နော် ပထမဆုံးချင်းကျင်းပတဲ့နိုင်ငံရေးအကျဉ်းသားတွေအတွက်အလုတ်ကင်ဖန်တီးပြီးရပ်ပတ်ဖွဲ့စည်းနေမီဒီယာစီမံကိန်းအလုံးစုညီပွဲမှာနိုင်ငံရေးအကျဉ်းသား90ဦးကို USA နဲ့ FHI 360တို့ကအလုတ်တင်လုပ်ငန်းဝင်ဝင်ခွင့်တွေဖန်တီးပေးနိုင်ခဲ့ပါတယ်ကျွန်တော်ကစီရချင်ပါ